လူဘွားဆိုတာအရွယ်10မျိုးရှိတယ်အရွယ်10မျိုးရှိတယ်လူဘွားရဲ့အခိုက်တန့်တွေဟာ10မျိုးနော်တနေ့သားကနေပြီးတော့10နေ့သားထီအောင်မန္တဒတကလို့ခေါ်တယ်နော်10ခုအစုတနေ့သားအရွယ်ကနေပြီးတော့10နေ့သားအရွယ်ထီအောင်မွေးလာပြီးတဲ့နောက်ပေါ်လေး10နေ့ထီအောင်မန္တဒတက ခန္ဓာကိုယ်ကလည်းနှုနေတယ်အတိညာလည်းနှုနေတယ်စိတ်ဓာတ်ကလည်းနှုနံဟောကလေးအရွယ်အဲ့ဒီကလေးအရွယ်ကနေတခါပြောင်းလဲလာတဲ့အခါမှာ7နှစ်ကနေပြီးအသက်20ထိအောင်ကျန်ခိတ်တာဓာတ်ကတကယ်ချင်းပေါင်းသိနေနဲ့ပျော်တဲ့အရွယ်ဖြစ်လာတယ်အဲ့ဒါလည်းပဲဒီတိုင်းတည်မြဲနေတာမဟုတ်ဘူးနော်27ကနေပြီးတော့30ကျတော့ဝဏ္ဏဓာတ်က ရုပ်အစင်းလေးတွေလှပပြီးတော့လူဟာထွားကျိုင်းလာတယ်။ထွားကျိုင်းလာတယ်။အသားရည်တွေစုပ်ပြေးလာတယ်။အဲ့ဒါလဲကြာရှည်မခံဘူးစနစ်ပြေးတာ ਨੇ ။နော်။31ကနေ40ရောက်လာတဲ့အခါမှာဗလဒ္ဓတကဗလဒ္ဓတကခွန်အားတွေတောင်းတင်းလာတယ်။အဲ့ဒီရွယ်ရလည်းပဲကုံဆုံးသွားတဲ့အခါမှာ41ကနေပြီးတော့90ပညာဓာတ်တက်က ပညာအရာအရာရာမှာစင်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 ချင်းချင်းစင်စင်ဆာဆာလှုပ်တဲ့အရွယ်ရောက်လာတယ်။အေး51ကနေ60ကြာတော့အားလုံးဟာပြန်ပြီးတော့ကြလာတယ်။ဟာနိတတက51ကနေ60ဆိုအကြပိုင်းရောက်လာတယ်။အဲ့တော့ကြတဲ့အခါမှာတော့မြန်မြန်ကြတာရှိတယ်နေ့နေ့ကြတာရှိတယ်ပေါ့။နေ့နေ့ကြတဲ့လူတော့အရွယ်တင်တယ်လို့ချီးမွမ်းကြတာပေါ့နော်။အဲ့တော့51ကနေ60ကအကြပဲအတိုးမရှိဘူး။ အဲ့ဒါကိုဟာနိဓာတ်ကလို့ခေါ်တယ်61ကနေ80ကျတော့ဒီမှာပပ္ပါရဓာတ်ကလမ်းသွားရင်ဂိုင်းတိုင်းဂိုင်းတိုင်းဖြစ်လာပြီနော်ဂိုင်းတိုင်းဂိုင်းတိုင်းဖြစ်လာအဲ့ဒီလို80ကနေပြီးဒီခါ81ကနေပြီး80ရောက်လာတဲ့အခါကျတော့ဝင်ကဓာတ်ကလက်ပြင်းလေးတွေကုန်းလာတယ်ခါလေးတွေကုန်းလာကုန်းတဲ့အရွယ်ဂိုင်းတဲ့အရွယ်ရောက်လာအေး81ကနေ90ကျတော့ မောမှုဟာဓာတ်တဲ့ကမိတယ်အခုပဲထွင်းစားပြီးစားသေးဘူးလို့ပြောချင်းပြောတယ်ကိုပစ္စည်းလေးထားပြီးဟိုနာထားပြီးရှာလို့လိုက်ရှာလို့ရှာရောင်းမှခါထူရှာလို့ရှာနော်ထားပြီးတော့မိလားအေး61ကနေတရားကြတဲ့အခါကျတော့သေရဏဓာတ်တဲ့ကအဲ့ရတဲ့မှာခွေးနေတာပဲများတော့တယ်အဲ့ဒီလိုလူဘွားဟာအပိုင်း၁၀ပိုင်းနဲ့ အရွယ်ဆယ်မျိုးနဲ့တစ်ခုပြီးတစ်ခုပြီးကုန်းလာတာတဲ့သူညီကိုအဲတမ္မုဒ္ဓဘယင်ကိုစိတ်တရတိကနေတရားဟောတာဒတိဝိမာဝတ္တတ္တာနော်အဋ္ဌာဏံဣဒ္ဓစီဝိတံလူဒီရဲ့အသက်ဆိုတာတဲ့အခုလို့ရွေ့ရွေ့အပတိညေဝတံဩဒိကန့်တတ်ထားတဲ့အတိုင်းအတာတစ်ခုပြည့်အောင်ဘယ်သူမှမနေရဘူးတဲ့နော် ဆနစ်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 နဲ့ပြောင်းနေကြတာတချို့မှမန္တတသကရင်သေးသွားမယ်တချို့ကတော့ခိတ္တတသကရင်သေးသွားမယ်တချို့ကဝဏ္ဏတသကရင်သေးသွားမယ်ဒီဓာလက10ခုဆိုတတ္တရာရှိရအဲ့ဒီထီအောင်ရောက်တဲ့ပုဂ္ဂိုလ်နော်နေတယ်အပတ္တိညေဝတံဩဒိန်ဆိုင်ရဆိုင်ရအစုလိုက်ဆနစ်တစုဆနစ်တစုမရောက်ခင်ပဲနလောစိန်သောဝသုတ်တတိ ယူပင်လေးကိုခုတ်ပြီးတော့ခုတ်ပြီးတော့နေဘူးနဲ့ချလိုက်တဲ့အခါယူပင်လေးကရှုံ့သွားသလိုပဲနော်နေဘူးလောင်ပြီးတော့ယူပင်ဟာရှုံ့သွားသလိုပဲလူဟာလည်းပဲဒီသိဆုံးခြင်းနဲ့ကြုံတွေ့ရတယ်ဒါကြောင့်မလို့ငါမင်းစည်းစိမ်ကိုမလို့ခြင်းဘူးတို့နေရတဲ့ဘဝလေးဟာခဏလေးပဲ